င်းဒီဗီဒီယိုစလုပ်တဲ့အကြောင်းကတော့ကျွန်တော်တို့တိကျခဲ့တဲ့ခါလေးဇာတ်လေးကြည့်ပြီးတင်ပြီးအကြာကြီးလေးပြင်မယ်ဇာတ်လေးရှင်းမှာမဟုတ်ဘူးဒီဗီဒီယိုလေးကြိုက်လိုက်တာဒီငလျင်လူစလုပ်ဖြစ်တာကကြတော့ကျွန်တော်တို့ကျွန်တော်တို့ကပရိုက်တာအသိရလည်းမဟုတ်ဘူးဒီတိုင်းကျွန်တော်တို့တင်ပြနေတာကစပြီးတော့ဒီလိုသူ့ရှင်နေတဲ့အလေးကိုသူကတိုင်တယ်မာလီရိုက်တဲ့အချိန်မှာသူရဲ့ကောင်မလေးကကျွန်တော်ကဆက်သူရဲ့သူ့လည်းပါဘူးသူကလည်းသူကလည်း ခဲ့ဖြစ်တာဆိုပြီးတော့လက်ခံလိုက်တဲ့ဖြစ်တယ်။သူကလည်းလာပြောတယ်။သူလည်းလူသားမျိုးကိုနဲ့ဒီလိုကလည်းလူသားမျိုးကိုပြောတာ။ပြောတဲ့အချိန်မှာအမှသူ့ဘာသူ့ကိုပြန်တော့ရတယ်။အရင်နဲ့စကြင်မှာမှန်းတာဒီလောက်ထိကြောက်သွားမှလည်းမဖြစ်တာဘူး။အဲဒိန်40 50လောက်နဲ့ပဲဒီလိုပဲဒီလောက်နဲ့ဆိုသွားကြည့်ကြတယ်အဲ့လိုမှန်းတာ။အဲ့မဲ့အကုန်လုံးကဒီမြန်မာပြည်သူတွေရောနိုင်ငံခြားရောက်နေသူတွေရောအကုန်လုံးကဝိုင်းကြည့်ကြတော့အဲ့လူတွေကပစ္စည်းတန်ဖိုးရောအဲပတ်စံတန်ဖိုးရောပေါင်းလိုက်မယ်ဆို100ကျော်လောက်ဖြစ်သွားတယ်။အဲ့တော့ကျွန်တော်တို့ တချို့နေရာတော့ငွေတိုင်းလူနဲ့ဆိုပြီးတော့ရေတာငွေတိုင်းလေးဆန်တာပစ္စည်းတွေလိုက်ဝင်အဲ့ဒီမှာကျွန်တော်ညိုထဲမှာကအာပစ္စည်းသူ့ကပစ္စည်းတွေထူကြတူလည်းရှိပစ္စည်းတွေကျွန်တော်ကားသွားယူဖို့ခက်ခဲဖြစ်တယ်ဗျာအာရေဘေးတော့ကကျွန်တော်အဲ့လောက်ဒီမဟုတ်ဘူးငွေသားပဲလူတွေပစ္စည်းတော့ပဲယူတာပြီးတော့အဲ့လောက်ကားမလို့ကားရံမလို့အခုကျတော့ကားရံလို့အခွင့်တော့ခွဲရတယ်ဒီလိုမျိုးခွဲပြီးတော့ထုတ်ကြတိုင်းချင်းနဲ့ပေါ့အဲ့ဒီအချိန်မှာတော့ကားတကယ်ဖြစ်နေတယ်ဗျာဒီဒီလိုကဖြစ်တော့ဘူးသူ့ကိုလိုက်တယ်ဒီကိုကျော်နေကကူညီပေးမယ်လိုင်းပေါ်မှာ အဲလိုအပ်လို့ရှင်ဆက်သွယ်ပါပြီးတော့အဲကျွန်တော်နှက်ဆက်သွယ်ရှင်တို့အဲ့ချိန်နဲ့ကောင်းချောက်တော်တော်စေတနာပါတယ်ဒီပူတော်လေးကိုတချို့ဆိုကြအဲဟိုလိုမျိုးပလိန်တာတော့မဟုတ်ဘူးအဲတနေရနှစ်နေရတော့ကြာပြီလို့ရှင်အဲ့ကြောင့်ပြန်နေကြပူတော်လေးကျတော်တော်ဝူးဝူးလိုက်ပို့ပေးတယ်ဒီဒီကုန်းစိတ်ကမ်းဘတ်တို့နော်ဒီရှူပီဇာတို့အများကြီးပဲအမျိုးလေးလည်းပြန်ရအောင်လို့နေရအောင်စုံနေအောင်သူလိုက်ကူညီပေးတယ်အဲ့ဒါတော့သူလိုက်မှုစီစီလည်းမရှိဘူးကျွန်တော်တနေရရောက်မှပြန်ရတော့ညဘက်တွေလည်းတော့မိုးချုပ်တယ်ပေါ့ ်ရှင်လေနောက်နောက်ကတော့လိုက်ချင်တဲ့အိမ်ကမှရှင်လေလိုက်ချင်လားရှင်ပြန်ခေါ်လိုက်တာအခြားတော့ကျွန်တော်ဖွဲ့ရလူက၃၄ရောက်ဒီမိုင်းနဲ့ဒီကရောက်တော့ပဲဖွဲ့တာဖွဲ့တာဆိုအမေနောက်ပိုင်းမှာချင်းချင်းနဲ့လူကများလာပြီးတော့မှာအများကြီးစီစဉ်တော့လို့ပြောလို့ရတယ်။အဲကြက်ပူပြောလဲထိရောက်တဲ့နေရာတွေလည်းဟိုလူတင်တယ်။ပြီးတော့ကျွန်တော်အဖွဲ့မှာဒီကအတူရှိရကြကျွန်တော်ကအဲဟိုတခြားလူတွေကိုဘလိမ့်တာလို့တော့မဟုတ်ဘူးနော်။ဒီအလူကိုတိတိယောက်ဖြစ်စေချင်တာ။ကားရက်ပြီးတော့မှ ငါးချလိုက်ပြီးတော့တကယ်ဟိုနစ်နာတဲ့လူတွေရောအရင်ကတည်းကအဆင်မပြေတဲ့လူတွေရောအကုန်လုံးကိုရောရောင်ပြီးတော့ပေးတဲ့ဟာမျိုးတော့မဖြစ်သေးဘူးအဓိကတော့တကယ်ဒီချိန်မှာခက်ခဲနေတဲ့လူတွေဒုက္ခရောက်နေတဲ့လူတွေလက်ထဲကိုဟိုကျွန်တော်တို့ရဲ့အကူအညီလေးရောက်စေချင်တာပေါ့နော်အဲ့ဒါကြောင့်မလို့အားလုံးကပြောကြမလို့ပဲတိုင်းပင်ကြမမလို့ပဲနဲ့ငါတို့ဘယ်နေရာကိုသွားမလဲဆိုတာပြောကြမလို့ပဲနဲ့တော့တကယ်ကြည့်ရောက်တဲ့နေရာရဲ့ဒီကောင်ဒီသားတွေကိုသွားပြောမှဒီရအကူအညီနဲ့အကုန်လုံးစုပေါင်းပြီးတော့မှလိုက်ရှာတယ်ဒီမှာလိုက်ရှာတယ်ဒါဆိုဒီ ဟိုပထမဆုံးကျွန်တော်တို့ကဟိုနဲ့ဆက်တွေ့ရပေါ့နော်ဒီကနေကမန္လိနေကအခုဒီနေ့တော့ကျက်သွားအခုဘာဖြစ်လို့ကျွန်တော်တို့ဒီနေရာဆိုတာလေးပြောပြပါဦးဟုတ်ကဲ့အခုလိုပေါ့ဒီနေ့ကဘာလဲဟိုဘာဒီကဘာမှရတဲ့ဖြစ်နေပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီဒီဒေတာကိုပေါ့နော်အခုလိုတော့ရလို့ပေါ့နော်ကိုကြီးရဲ့သူတွေပြီးတော့နောက်အနေနဲ့တစ်ပတ်တည်းလမ်းပေါ်နေ လာပြောနေပေါ့ဗျာလုံပြီးရတာပေါ့နော်ကျွန်တော်ကအဲ့လိုကြည့်ကြည့်လေးပေါ့နော်ကျွန်တော်အိုက်စိတ်နေပေါ့ငါတို့လည်းတော်တော်ကူညီပေးပါတယ်ဟုတ်ပြီလေဟိုကြောင်ကြောင်ကြားအစနေရာလိုက်ရှာပြီကျွန်တော်ဒီဆက်လက်ရောက်ချင်းနေမှာဒီမန္တလေးရောက်စားရောက်မင်းတို့မင်းလေးစတော့စကိုင်းကိုတန်းသွားဒါပေမဲ့စကိုင်းဘက်မှာကအဲဘီမီလည်းရောက်နေပြီမင်းလေးမှလည်းလိုအပ်တဲ့နေရာရှိရပြီကြားလို့တော့ဘူးပဲဝင်နေချိန်မှာရောက်နေပါလေမင်းလေးမှလည်းနေရာတော်တော်များဒီစီရောက်နေဖြစ်တဲ့အတွက်ကျွန်တော်တို့အစရတဲ့တာဂက်ကဗျာရောက်ရင်ခါးပြီးစကိုင်းယူချပြီးအခုဝင်ဝင်ဝင်ပြေးနေတာလည်းမဟုတ်ပါဘူး ညို့ရုံညို့လိုက်ပက်ချာအဲ့ကျမှာကျွန်တော်ကားနဲ့ကျတော့သွားလို့စဉ်းစားကားကြီးပိတ်တယ်ပါတယ်ဆိုက်ကယ်ကူညီတောင်းတယ်ဆိုက်ကယ်ကျတော့ညို့ရုံပတ်တယ်မန်လေးညို့ရုံပတ်တယ်ကျတော့မန်လေးညို့ရုံမှာကျွန်တော်ပြည့်စုံနေနေရတယ်များနေအဲ့တော့အင်းဝါဘတ်မှာအဲပစ္စည်းတွေမရောက်ဘူးဆိုတဲ့ကြတော့အင်းဝါလေးကျွန်တော်ရောက်သွားတယ်အဲ့တရက်ကိုနေရာရှာရင်းနဲ့ပဲချက်ကုန်တယ်ပေါ့ပြောပြောရမှာဆိုရင်အင်းဝါကိုသွားရှာအင်းဝါကိုသွားရှာတော့အာအင်းဝါမှာကအထီတော့ထိခိုက်တာဗာတိကဲဆိုဇေဒီတွေထိခိုက်တာများတယ်ဖျားဇေဒီတွေထိခိုက်တယ်ပြိုတယ်လူငယ်အိမ်တွေကကြတော့ကျွန်တော်တိုက်တွေကနည်းတယ်ဗျာဒီလိုအဲ ဒီလိုတက်တာအိမ်ထက်အိမ်လေးဆိုနည်းနည်းရိုင်တော့တော့ရှိတာပေါ့အဲ့ဒါလေးပဲရှိတာလူအသေးပြောက်လဲတိတ်မရှိဘူးလောက်ပဲဇီဒီပြူကြတော့လူနှစ်ယောက်တည်းရေလို့လည်းအဲ့တော့ကြားတယ်အဲ့တော့ကျွန်တော်အမိုင်စိတ်ညစ်ပြီးတော့ပြန်လာကြတယ်တော့ပို့ထီရောက်ချင်တာပေါ့ဒီကတော့စိတ်ညစ်ပြီးပြန်လာကြတဲ့အချိန်မှာမရဘူးလားဘက်ကိုဝင်ဝင်အမှလူတွေစုနေတာတွေ့တော့ကျွန်တော်မေးကြည့်တယ်သူတို့ဒီမှာတကယ်လူအနေနဲ့ဆိုရက်ွက်အုပ်ချုပ်မတော့ပါနဲ့လူလည်းကောင်းတယ်သူနေရာဆုံးလိုက်ပြပြီကျွန်တော်အမှရှာတာနေ တနိုင်လောက်ကြာမယ်เนาะအဲ့မနာဘူးတယ်မနာအဲ့ဒီအဲ့ဒီရှိလေးမှာညကျွန်တော်သွားချာနေတဲ့ရှိလေးမှာပိုးစာတက်လာတာအမနာဘူးပါမှာနေနေဖြစ်ကြတယ်လူလူရင်းနဲ့ကိုလူကြတယ်အဲ့လိုမျိုးဖြစ်လာကြတယ်ကျွန်တော်လည်းတော်တော်လေးသတိထားပြီးတော့မှာတကယ်ထိရောက်တဲ့နေရာကိုရအောင်သွားဖို့တက်ပြီးတော့အကုန်လုံးခိုင်နေပြီးတော့ရောက်ပါကြတယ်ဒါပြောချင်အကုန်လုံးကတက်နေတက်နေတယ်ပဲဆိုင်ကလေးအကြာကြီးမောင်းလိုက်ရတယ်အဲ့ဒီကအဲ့ဒီတရက်တည်းမှာ7နိုင်ပိုးနေကိုပြောရမယ်ဟုတ်ဗျဒါပေမဲ့အဲ့ကျွန်တော်တို့အဲ့လိုမျိုးဆိုင်ကလေးပတ်ချာနေတဲ့အချိန်မှာလေဒီအမတွေကဒီအမတွေဒီအမတွေကအကုန်လုံး အဲကျွန်တော်ရဲ့ဆူရက်မှာအထုပ်ကလေးတွေပေါ့နော်ကျွန်တော်လူမဲ့ဖြစ်စည်းတွေစေဝါးတွေရေတွေအကုန်လုံးပေါ့နော်အစုလူကြီးတွေလောက်ပြီးတော့မှာအဘယ်ဟာဘယ်ကိုပေးမယ်ဘယ်ဟာဘယ်လောက်ပေးမယ်ဆိုရတယ်ဘာလို့လဲကျွန်တော်တို့အလူကအစတော့ကဒီလောက်ထိအများကြီးပစ္စည်းတွေများမယ်လို့မထင်တော့ဘူးပေါ့နော်အော်ပစ္စည်းရေအတွက်လည်းများတယ်ကျွန်တော်တို့ဝင်လိုက်တဲ့ဟာတွေကလည်းဘယ်လိုပြောမလဲအများကြီးဖြစ်သွားတော့ဟိုလူဘယ်လောက်ရှိလဲဆိုတာကျွန်တော်တို့ င်းရဲနဲ့တကွာဖျားပြဖို့အတွက်အချိန်မရဘူးဖြစ်နေတာ။ live ဘောမှာလည်းကျွန်တော်တို့ဆိုလို့ရှိရင်ဒီလူတွေအကုန်လုံးကိုလီယိုကတော့သူကတိုင်ခံပြီးတော့ကျွန်တော်တို့တင်ပေးတယ်ပေါ့နော်။ post လေးရရရဆိုတော့တင်ပေးတယ်။ကျွန်တော်တို့မှာဒီ post တင်ဖို့အတွက်ကအချိန်ရလည်းမရှိဘူး။တခါတခါတလေကျုပ်နေရာတွေမှာကျတော့ဟို live မမီရဲ့နေရာတွေရှိတယ်။အဲ့လိုနေရာတွေမှာကျွန်တော်တို့ပြီးညဘက်ပြန်ရောက်လို့ရှိရင်လည်းကျွန်တော်တို့ကမလုံနိုင်တော့ဘူး။ဘုန်းကြီးမကြီးတုံးလို့တော့မအားဟိုအချိန်မရတော့ဘူး။လုံးဝအိတ်ချင်တဲ့အနေအထားတွေမှာရှိနေတယ် လုံးမောက်ကိုစင်ဖို့တော့အဆင်မပြေဘူးဖြစ်နေတာဒါပေမဲ့ဒီအမကြီးကအကုန်လုံးဝိုင်းကူပြီးတော့မှအထုတ်ရင်ထုတ်ထားပြီးတော့ကျွန်တော်ပြန်လာတဲ့ချိန်မှာအကုန်လုံး ready ဖြစ်တယ်နောက်နေ့မှသွားဖို့တော့ကိုတခါလဲကျွန်တော်အဲ့ဒီမှာ plan ချရင်အဲဒီနေ့သွားလာတဲ့နေရာတွေကဒီလိုဒီလိုဒီလိုအနေအထားရှိတယ်အဲ့အနေအထားတွေကိုကျွန်တော်ကြီးခဲ့ပြီးတော့မှဘယ်နေရာကိုအရင်သွားမလဲအဲနောက်ထပ်တစ်ဆင့်အဲ့ရနေပါစေဘယ်လိုဆက်သွားမလဲဆိုတော့အကုန်လုံးတိုင်တိုင်နေနေနဲ့အဲဆက်သွားနေတယ် သူရဲ့ဆိုတဲ့နေရာမှာကဒီညီမလေးရဲ့အိမ်ပေါ့ဒီညီမလေးအပွားအိမ်ကသူကူညီပေးလို့ဆိုတော့ကျွန်တော်မန်လေးစားလို့တည်းကသူ့အိမ်ကတဲပါစားဖို့တော့ကူအစားအိမ်ကစားသူကူညီပေးတယ်သူ့ကိုပွားရင်လည်းဒီလိုမျိုးဖြစ်မှာလေနောက်ပြီးတော့ကျွန်တော်တို့စားချိန်မှာထင်ရှားလိမ့်မယ်ရောက်သွားရောက်ဘူးပစ္စည်းလူပြီးတော့၃ရက်လေးထွက်မယ်လို့ပြောတယ်ရောက်သွားတယ်ဘာတည်းမှလည်းမကြောက်စားတာမကြောက်ဘူးကျွန်တော်ရောက်ပြီးတော့ပတ်ရှာသည်ဟိုထိရောက်ဖို့အတွက်ပေါ့နော်ပတ်ရှာရင်တော့အချိန်ပုံကအခုမနေ့ကမှကျွန်တော်စားခုကြတယ်ဒီနေ့မှအာဒီဒီအားလုံးပြင်ပြီးအမရဘူရဘက်ကိုသွားသူတယ်တိမ်တဲ့တိမ်စင်းပဲ အဲ့ဘက်မှာလည်းကားကြီးနဲ့ရက်လိုက်ပြီးလို့ရှိရင်လူတွေအုံလာမှာဆိုလို့လူပြောရမယ်သူရဲ့ဘောလုံးကြီးဖြစ်မှာဆိုလို့ရတယ်အဲမင်္ဂလာရုပ်ရှင်ပေါ်မှာကျွန်တော်အဲအုတ်ချိုရီမူအကအဲလိုကားထုတ်ထည့်ပေးပါဆိုပြီးတော့ထည့်ခိုင်းပြီးတော့ဖိုက်ကင်းနဲ့ပဲလို့ကျွန်တော်ပတ်ပြီးတော့ဝေးတာတကယ်လိုအပ်တဲ့နေရာတွေပေါ့နော်အဲအဲဖိုက်ကင်းညနေချင်းလူရှုပ်ကြတော့ဖိုက်ကင်းနဲ့မနိုင်လို့ရှင်လမ်းလျှောက်ကြတယ်တချို့ဆိုကြရထားလမ်းပေးနာမအိရသေးဘူးရှိတယ်ဒီမက်ဒီလာရှင်ကဆရာလေးဟုတ်နော်အဲလိုတော်တော်များများဒုက္ခရောက်ကြပါတယ်ဒီလိုလည်းလိုက်လုပ်ပေးကြတယ်ဟုတ်ကဲ့ တော့ဒီသွားလာခဲ့ရဲ့ပေါ့နော်ဆိုင်ကနေသွားပြောနေရလိုက်စားတာတွေရောဒီသွားလူတာတွေရောအဲသက်ဆိုင်တဲ့လူတွေကိုပေါ့နော်ခုမိချက်တောင်းပြီးတော့မှဗီဒီယိုမှတ်တမ်းအတူလေးတွေတိုင်းလာတယ်ဒါကိုလည်းမစားခင်မှာတော့ကျွန်တော်တို့အဲတီတာလေးဟို edit လုပ်ပြီးတော့မှပြန်ပင်ပေးပါမယ်ဟောဒါဒါမှလည်းကျွန်တော်တို့လူရဲ့လူတွေကလည်းဟောသူတို့လူတွေကတကယ်ကြည့်ရရောက်သွားပါလားဆိုတာကိုကျွန်တော်ကလည်းဖျက်ပြနေတယ်ပေါ့နော်တောင်ပြားမှာလည်းအဲဟိုဒီလိုမျိုးအခက်အခဲတွေနဲ့ဂျုံတဲ့အခါမှာလည်းကျွန်တော်ကဟိုအခွဲတစ်ခုနေနဲ့ ရှိရနေမမမရက်တည်နိုင်တဲ့အတွက်နောက်ကနေဒီအလူရှင်တွေကလည်းကျွန်တော်တို့ရေယုံကြည်ပူရန်ပေးလို့ရအောင်လေအဲကျွန်တော်တို့ကတောင်းပန်လို့ကြိုးစားနေကြတော့ကြည့်တယ်။အဲဒါနဲ့ဒီကကျွန်တော်တို့အမအူသာကအဲသူပြီးလိုက်အဲ့ဒါတော့အဲ့မင်းတို့ကကြည့်ကြည့်ပါလေကျွန်တော်သူတင်ရတဲ့အတွက်ဒီတက်နေနားလည်းမကြားတော့ဘူး။နားလည်းကျွန်တော်လည်းနှုတ်ဆက်လိုက်ပြီ။အဲ့ဒါမမြင်ရဘူးမျိုးလုံးလည်းတင်ဖို့ကိုနေ ်ဆက်နေချောင်းတယ်ဆက်ဆက်ချောင်းနေကိုနေပြရတယ်အင်းပြရတယ်ဟုတ်တယ်ဟုတ်တယ်ဆက်ချောင်းနေတယ်ပြောတော့အဲ့ဘွားဆိုရင်အိမ်ကလည်းလည်းကြိုင်ဝါးရီအဲအဲ့ပကြီးရွာထဲမှာတော့သူတို့အရန်ကြီးကြီးများပြီပဲအဲ့ဒီလိုကလည်းအင်းပြွားအကြီးရောထိတိုက်တယ်ပေါ့နောက်ပြီးအဲ့ရွာမှာအဲ့ပေါ့ကျွန်တော်ငွေသားလေးနဲ့ကျွန်တော်တူတန်းခဲ့တယ်အဲနောက်ပြီးလို့ရှိရင်အဲ့ဘက်မှာနောက်ထပ်စိတ်ငြောရာကျတော့အဲကျွန်တော်သူတွေမှလာပြောတာပေါ့နော်သူတို့အဲမားတို့အိမ်ကြီးလို့ရှိရင်အဲနည်းနည်းစောက်ရတာ၅ရက်ပဲရှိသေးတယ်အိမ်ကျတော့ခဏ၅ရက်ပဲရှိ ်ကြီးအိမ်ကောင်းပဲအဲ့ဒါဘုရားပြောဝေကြီးတိလို့ဒါဆိုတာဒီချက်ချင်းနေနေရဲ့ဘိုင်းမှာချက်ချင်းဘလို့ဘွားရောက်သွားတာပေါ့ဗျာအဲ့တော့သူတို့ဆိုသူတို့လာမေးတာသူတို့ဘက်ကသူလာဘာဖြစ်လို့လဲဆိုတော့မေးတော့ဆိုဒေရှာပြောပြတယ်သူတို့ toilet တမ်းမစီရဲဘူးညာသူနေခဲ့တဲ့အခြေအနေနဲ့အခုလိုဖြစ်ခဲ့တဲ့အခြေအနေကိုသူတို့ပြောမယုံနိုင်သေးတဲ့ပုံစံမျိုးပေါ့သူကသွားမတန်းစီတန်းစီရတဲ့ငိုရတယ်အခုချိန်ကြီးတွေ့တဲ့ငိုရတယ်အနေထားမျိုးရှင်အဲ့လိုမျိုးလေအများကြီးပဲအဲ့လိုမျိုးတွေ့ခဲ့ရတာပေါ့နောက်ပြီးအချိုးနေရာကြာ